အင်းလေးဒေတာမှာအချိန်အခါမဟုတ်မိုးရွာသွန်းတာကြောင့်ရေရှမ်းနာတွေဖြစ်ပေါ်ပြီးဂလင်တန်သိမ့်ပြည်သူတွေအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ဒေတာခန့်တွေကပြောပါရယ်။အောက်ခန့်သတင်းပေးပို့ထားပါရယ်ရှင်။ရှမ်းပြည်တောင်ပိုင်းရောင်ရှင်မြို့နယ်အင်းလေးဒေသမှာအချိန်အခါမှုမိုးရွာသွန်းတာကြောင့်အင်းလေးကန်ဟာတရက်ကိုရင်မြင့်နေပြင်ကုလမကွဲထီရေတက်ရေရှမ်းနာတွေဖြစ်ပေါ်ခဲ့ပါတယ် ရေတက်ရေရှမ်းတာတွေကြောင့်ငလင်တန်နဲ့ပြည်သူတွေဟာယာယီနေအိမ်တွေထိရေတွေဝင်ရောက်ခဲ့တာကြောင့်ခက်ခဲတွေနဲ့ရင်ဆိုင်နေရပါတယ်အာရေရလေပြောရမယ်ဆိုတော့အာဖြည်းဖြည်းချင်းစီတက်နေရကိုဟိုစိုးရင်ကြရပါတော့ data ခံရဘာလို့ဆိုတခါလဲကြုံပြီးပြီဆိုတော့အင်းထဲမှာနေပြီးကြီးကြီးနေတာအာအဆင်မပြေလေနော်ဒီပေါ် data ဖြစ်နေမယ်စိုးရင်ဒီမှတ်ထက်ကြော်နေအခုဆိုအမှန်ဆုံးစားစောနေတဲ့အနေထားဖြစ်နေရရေက အကြောင်းလို့ဆိုတော့အကုန်လုံးကနည်းနည်းစဉ်းမသိဖြစ်နေပါတယ်ကိုဟိုတချို့ဆိုယာယီတင်းနေနေတဲ့လူတွေဆိုသူတို့ဆောက်ထားတဲ့ကုန်းပေါ်ရေဆောက်ဝင်နေပြီအဲ့တော့သူတို့ပြန်ပြီးပေါ့အင်အားဆောက်ပြီးပြီလားဆိုမဆောက်ရတယ်မဆောက်ပြီးဒီလက်သမားမရတဲ့အချို့ရဲ့အဲ့လိုမျိုးပေါ့အဲ့ဒါကြီးအခက်အခဲဖြစ်နေရတော့တွေ့ရတယ်ကိုဟုတ်ဂျွန်လာ73ရင်းကရွှေညောင်မြို့နဲ့ညောင်ချင်းမြို့တွေကကလန်းပေါ်တွေအထိရင်းမြစ်တက်လာခဲ့ပါတယ် ဒါအပြင်အင်းလေးကန်ထဲမှာတရက်ကိုရင်မြစ်နဲ့ပြင်ကုလားမကွဲထီရစ်တက်လာခဲ့တာကြောင့်အင်းပေါ်ကုန်းရွာအုပ်စုတွေကရွာပေါင်း73ရွာကရေကြံလုပ်ငန်းတွေဖြစ်တဲ့စပါးခရမ်းကျင်းရုပ်ဆိုင်ခင်းတွေရွေလန်းခံနေရပါတယ်။အင်းလေးကန်ရေချမ်းတာမုံတိုင်းရောက်ယာယီတက်လာတဲ့သဘောလို့လူမှုကွန်ရက်အသင်းတွေကပြောပါတယ်။အတော်ဝင်ရှိသူတွေလည်းအခုကျွန်တော်တို့မော်ဘီတရာဟိုဘက်မှာကျွန်တော်တို့ဒီရေလမ်းကြောင်းစီစဉ်ဖို့ဒီလွယ်ကူအောင်သူစောင်ရွက်နေတယ်ဗျ။ 哎哟，这个路古啊个，蒙蒙南西大路啊，一路啊古啊个，这个路哎，不蛮清，你冬天啊也变变真奥马古，实在一个真蛮好个。这个一百古大嘞，不蛮，这个古是嘞，哎，这个走路线，哎，二零年嘛，过过一年嘛，一年嘞是嘞，哎哪里有？在万寿路的双拥里街那边。所以这个路，那边铺了一点嘞，也变加奥马古。到小吉家铺个，蛮偏嘞奥马古。我蒙南西路，蒙面路。 ယာယီတက်လာတဲ့သဘောပါကိုအင်္ဂလိပ်ကပင်လယ်ရင်မြစ်နယ်ပြင်အထက်ပေပေါင်း2900မှာရှိပြီးရင်မြစ်နယ်ပြင်စတူယန်မိုင်90နီးပါးရှိကာမြို့ရသည်မှာအင်းအလဲရေအမြင့်9ပေရှိပြီးမြို့ရသည်မှာ12ပေအထိရှိတတ်ပါတယ်အင်းလေးကန်တွင်ကျွရအုပ်စု35ရွာကျွရပေါင်း450ကျော်နဲ့လူရေ9000ကျော်နေထိုင်ကြပြီး2024ခုနှစ်စတင်မာလကရေကြီးမှုကြောင့်လူပေါင်းတောင်းလဲချီနေထိုင်ရေးအခက်အခဲရှိခဲ့ပြီး 2005ခုနှစ်မတ်လ28ရက်နေ့ကငလင်ကျောက်အင်ဂျီတပေါင်းနီးပါးထိခိုက်ပျက်စီးခဲ့ရပါတယ်ကျွန်တော်အောင်ခန့်ပါ